စိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနှိမ့်မှလမ်းမှမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတုံးစိတ်တွေဘာကြောင့်ပင်ပန်းတာတုံးကိုယ့်ရဲ့စိတ်ကနှိမ့်မှလမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတာတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာ ဘာပြောတာတော့ဆွေမမှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျေနပ်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကိုမသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထန်းနေလို့ပြောတယ်အလိုရင်မဲ့တွေတိတ်ကြီးလာရင် စိတ်ကရိုင်းနေပေါ့နော်မကျေနပ်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တုံမှုတွေ ဒါတွေဖြစ်လာလို့ရှိရင်ဘုံတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတိတိကျကျစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနှောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကံအပြောတွေကလည်းရိုင်းလာတယ်ကာယကံအပြုအမူတွေကလည်းရိုင်းလာတယ်ဒါမဲ့ဘုံတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှ အော်ဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့ နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုမတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုမတို့တွေကလူချင်းမမိုးစရာအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုယာကမဖြစ်အောင်ဆုံးမမင်းဟုတ်လားမကျင်တဲ့စရာအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမမင်းမေတ္တာဖြစ်အောင်နော် ဘလို့အာယုံနဲ့ပဲတွေ့တွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမယ်ဟဲ့ဟောဒါစိတ်ကိုဆုံးမအဲ့လိုမျိုးအာလောဘတက်တေအာဒေါသဆိုတဲ့မေတ္တာတက်တေအာမောဟဆိုတဲ့ပညာတက်တေဘုံတို့တန်တာပါဖြစ်အောင်လှုပ်တာကိုဒါစိတ်ကိုဆုံးမတယ်လို့ခေါ်တယ်တနည်းအားဖြင့်ယာရင်နေတဲ့စိတ်ကိုယဉ်ကျေးအောင်လှုပ်လိုက်တာကျမ်းနေတဲ့စိတ်ကိုနူးညံ့အောင်ကြိုးစားတာပေါ့အဲ့လိုကြိုးစားနိုင်တာနဲ့မြတ်ဘုံတို့ရဲ့စိတ်ဟာ တဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီးတော့ချမ်းသာမှုရတယ်။ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုစုံမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်။ဘုန်းတို့ဓမ္မပဒပါဠိတော်စိတ်တဝထဲမှာဒုံနိဂဟတလဟုနောယထာကာမနိပါတိနောစိတ်တသဓမ္မထောတာတုစိတ်တံတန်တံဒုက္ခဝဟ။နော်တချို့ဒီကဒါလေးရလိမ့်မယ်နော်။ဒုံနိဂဟတနှိမ့်နှိမ့်မှုရခဲရင်တော့ လဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထာကမနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်းတိုင်းကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရား၃မျိုးပြောတယ်။စိတ်ဆိုတာနှိမ်နင်းဖို့ခက်တယ်၊ဆုံးမဖို့ခက်တယ်။အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်။ရောက်ခြင်းတဲ့နေရာကိုစီးမရှိကမ်းမရှိရောက်သွားတတ်တဲ့သဘောလည်းရှိတယ်။ နှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့ तू ကကောင်းနိုင်ပေါ်ရမှာရှိခက်ခဲပေမလို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုစုံမမယ်ယဉ်ကျေးအောင် လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမှာစုံမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တသက်ဓမ္မထောတာတုနော်စိတ်ကိုစုံမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟန် တန်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဟောဒါပဲเนาะဒီကချက်ကဒီဃာထာလေးကိုအကျမ်းမြင်လေးကိုယ်စိတ်ထဲမှာ အတိဘယ်ကို ပိုင်ပိုင်နိုင်နိုင်ဂျုံမိငုံမိနားလည်နိုင်ရစိတ်ဆိုတာနှိမ်နှင်းဖို့ခက်တဲ့အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲ ရှုံးမလို့ယဉ်ကြည့်ပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့အဲ့ဘုံဘုံတို့လိုလားတောင်းတတဲ့ချမ်းသာဒုက္ခကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြံထမ်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကြည့်သွားဖို့နိမန်လမှာဘလို့ကြမလို့ရှုံးမကြရမယ်ပေါ့ဒီကထာလေးကိုဘာကြောင့်ရသော်ဘုရားဟောတယ်လဲလူတိုင်းကြားဥပါတယ်ရသော်ဘုရားလက်ထက်ကမာတိကမာတာဆိုတယ်ဒကမကြီးသူနေတဲ့ရွာကိုယဟန်တော်၆ကျိတ် တရားလာပြီးတော့အထောက်ကြအဲ့ဒါကမှရပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူတန်းပြီးတော့နေတာနောက်တော့ယဟန်တော်တွေပေးတဲ့တရားကို तू ကအထောက်ပြီးတော့ယဟန်တော်တွေအရင် तू ကတရားတို့တရားမြတ်ကိုရတယ်တရားတို့တရားမြတ်ကိုရတဲ့နေရာမှာ तू ကတကောအိဒီဘတ်နဲ့မှာတွဲပြီးတော့ရတယ်ယဟန်တွေရဲ့စိတ်ကို तू ကအေးအနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်အဲ့ဒါကြောင့်ယဟန်တွေရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေဟာဝါတွင်း3လအတွင်းမှာသူတို့လည်းပဲယဟန်တာဖြစ်ကြတယ်။အဲ့တော့သူတို့ယဟန်တာဖြစ်တာဒီဒကမာကြီးရဲ့ကျေးဇူးမကင်းဘူးပေါ့နော်။နောက်တော့အဲ့ဒီယဟန်တော်တွေကနေတဆင့်ဒီဒကမာကြီးရဲ့ဂုံတရင်ကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်စည်းပေးနိုင်တယ်လို့ဒီတရင်ကအလွန်မွေးတယ်ပေါ့။အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့ တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြင်မြန်ဆန်းဆန်းတရားထုတ်တရားမြတ်ရမှာပဲဆိုပြီးတော့သူသွားတယ်။ဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒကမာကြီးကတိနေတယ်။သူကဖြိုရည်လေးတောက်ချင်းလေးဆိုရင်ဖြိုရည်ရောက်လာတယ်။အင်း။ကျောင်းကလည်းညစ်ပတ်နေတာအတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတော့တန်ရှင်းရင်းသမားရောက်လာတယ်။နောက်နေ့ဆွမ်းခံသွားဖို့ငါခီးပန်းလာတယ်ဆွမ်းလေးမြတ်လာပို့ရင်ကောင်းမယ်ဆိုဆွမ်းလာပို့တဲ့လူရောက်လာ ဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတာအဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူးသူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဖေဟာကျောက်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာဒကမာကြီးသူများစိတ်သိသလားတော့မောင်မစင်းဘယ်နဲ့ကြောင့်မမေးသင့်မမေးတိုက်တာတွေကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာပါနော် အဲ့ဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့ဘူးလို့တော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တော်မတင့်တော်တာကိုလည်းတွေးတာပဲလေအတော့ငါသာတကယ်လို့မတင့်တော်တာတွေတွေးနေရင်ခိုးတော့ခိုးတယ်နဲ့တကွာနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲအဲ့ဒါနဲ့ဘလို့မှတအားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတာ ဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့ခါကျတော့ဒီလိုတွေကြောင့်ပဲဗျာသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဲဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားတို့တရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားတိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဂါထာလေးကိုအဲ့ဒီနေရာမှာနေရဲဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တာဒုန်နိဂဟတလဟုနောယထာကာမနိပါတိနော စိတ်တတဓမ္မထောတာတို့စိတ်တန်တန်တဒုက္ခဝဟဒုံိခသစိတ်ဆိုတာစုံမာဖို့ပိုင်နိုင်ဖို့ကိုယ့်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးပေါ့နော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတောကြဟိုနာ ခုဒီအကြောင်းရာတောကြဟိုအကြောင်းရာရောက်ချင်ရာရောက်တွေ့ချင်တွေ့တယ်ယထာကမနိပါတိနောစီမရှိကမ်းမရှိဗယံဗရာရောက်ချင်ရာရောက်တွေ့ချင်ရာတွေ့ပြီးတော့ ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျဆားတတ်တဲ့ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တ္တဓမ္မထောတာတုနော်စိတ်တ္တစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာတုကောင်း၏ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့အဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာ ော်ဒီစိတ်မယင်ကြည်ဘူးယင်ကြည်တယ်ဆိုတာဘာကိုပြောတာတုံးဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အညစ်အကြေးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြံထန်းနေဒီလိုခေါ်ရအဲ့ဒီလိုအနေထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဖုံဖုံတို့နားလည်လို့ရပါတယ်နော် မမောမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံမတို့အကောင့်ထဲဖုံးမယ်ဆိုရင်ပိုးပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်မယ်အဲ့ဒါလိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုးတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပောက်ကွဲတဲ့အဆင်ရောက်သွားမယ်ဆိုရင်ပိုးပြီးတော့ဒါဘုံမတို့ရဲ့ဘဝပင်ပန်းလိုက်မယ်ဆင်းရဲလိုက်မယ်ပေါ့နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော် လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်။အဲ့ဒီစိတ်ရိုင်းပြီးတော့မှဒါလည်းအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်တော့တာတော့ရိုင်းသွားတာ။အဲ့တော့ဘုမုံတို့ကနီးမှလမ်းမှဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ဆိုပြီးတော့သူ့ရဲ့နေရာမှာနော်ရှင်လွန်နိုင်မှုတွေအာဒေါသဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့ နော်အမောဟပညာတရားတွေဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုစုံမှတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့လက်တွေ့လေးဘုံဘုံတို့ဟိုကြိုးပမ်းအထုတ်ကြည့်တဲ့နေပေါ့နော်ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်ဒီပြိုင်တဲ့ထဲနားလေထားမှာကဩငါစိတ်တွေရိုင်းနေပြီဆိုတာပေါ့နားလေရမယ်စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးပေါ့နော် တပုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကလုံးရဲ့နေပယ်ကျက်ပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့เนาะတမမမင်းဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကသင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်တကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာဟုတ်လားစိတ်ကရိုင်းနေရင်အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးเนาะဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကို မဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့လေအဲ့ဒါဆိုလို့ရှိရင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့အဲ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောထားတာပဲလေဒုံနေကဟတာနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုံဘုံတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလက်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ် အဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုံဘုံတို့စ조사နိုင်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြင်းအေးမှုတတ်တာမှုချမ်းသာမှုဘုံဘုံတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုပ်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုံဘုံတို့ဘာလုပ်ရမလဲစ조사ကြဒါကြောင့်မြတ်စွာဘုရားက အမျိုးမြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတတာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခုနှစ်နှစ်သားလေးနဲ့ယဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်အဲ့ဒါသူ့ရဲ့ဥပိ္ပဇေဆရာရှင်သာတိပုတ္တရာနဲ့ကိုရင်ဝတ်ပြီးမကြသေးပါမကြခင်မှာပဲမြို့ထဲကိုစွန့်ခံလိုက်သွားတာလို့စွန့်ခံလိုက်သွားတဲ့အခါကျတော့ ီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလက်ကွင်းတွေရှိတော့အဲ့ဒီလက်ကွင်းတွေကိုဖျက်ရတာ哦ဖျက်ရတဲ့အခါကျတော့လက်ကွင်းတွေထဲမှာလက်သမားတွေကမြောင်းလေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးဘူးအဲ့တော့ရှင်သာရိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေက စိတ်ရှိသလားလို့မေးတယ်အခုလို့မေးတာတော့ဆိုတော့လူကျင်တဲ့နေရာကိုရေတွေကတော့တွင်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 နဲ့စီးလာတာ ်ဟိုနားလေးလိုချင်ဟိုနားလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့အခါကျတော့သူ့မှာစိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာဝမေးအာကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ကဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်းကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်တမထာတရားဝိပဿနာတရားနဲ့ နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်မဲ့ရှိရမလို့အဲ့လိုစဉ်းစားတာဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်ဟိုမုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့ဆုံးဆိုတော့မြားရံတွေကိုဖြောင်းနေတယ်တွေ့နော်မျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်မီးပေးမီးပေးမှာမီးဖို့ပြီးတော့အဲ့ဒီအပူပေးလိုက်ဖြောင်းလိုက် နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောက်အောင်လုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်တယ်ရှင်ဗျာတဲ့ဒီဝါရံလေးတွေမှာကိုစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောစောကလို့စိတ်မရှိတဲ့ဒီဝါရံကိုတောင်ကိုလိုချင်လို့ဖြောက်ယူလို့ရတယ်ဆိုရင်ငါဟာငါစိတ်ကိုဘယ်နဲ့ကြောင့်နော်ဖြောက်မတ်အောင်ယဉ်ကျေးအောင်အည်သွေးရှိအောင်လုပ်လို့မရပဲရှိမှာလို့ငါဖြစ်အောင်လုပ်မယ်ရောအဲ့ဒီလိုတွေးတယ် ဲ့ဒါနဲ့ဘုန်းကြီးတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံမျိုးစုံလောက်ကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့လို့ဆိုတော့လက်သမားတွေလဲဘိန်းတွေလုံနေကြမြင်ငွဲကအစုံမြင်ရတာပေါ့နော်အဲ့ဒီလဲဘိန်းတွေလုံနေတော့လဲဘိန်းတွေကဘုန်းကြီးတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှာအဝိုင်းကြီးဖြစ်သွားတာအိုးအဲ့ဒါကိုဒီမှာစုတို့စောက်တို့ဓာတ်တို့ပဲကုတ်တို့နဲ့ရွေကြခုတ်ကြထစ်ကြပြုတ်ပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်က အရှင်ဗျာဒီတစ်သားတွေမှာကိုစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမှာတော့စဉ်းစားပြန်တယ်သောတော်ဝလိုပဲစိတ်မရှိတဲ့အသားဘုံတောင်လူချင်းတို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတို့ကောင်းတရားမှာလိမ်မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုံနိုင်ပဲရှိရမှာတော့ငါလုံမယ်အဲ့လိုစဉ်းစားအဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ဘုံငကြင်းသားလေးနဲ့ နော်ဆွံ့ရအောင်လဲဆွံ့ခံခဲ့ပါအောင်လို့ဒီလိုမှာခဲ့ကိုရင်ကအတရှင်သတိပုဒ်တာလဲခွင့်ပြုတယ်တူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်တွေအခြေခံပြီးတော့သူ့စိတ်ကိုနော်စောစောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့နော်ယာကဒေါသမောဟမာနအိတမစီယစရှိတဲ့နော်ကိလေသာတရားတွေမဝင်အောင်တနည်းအားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင်နီးမှလမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုတ်ရဟန္တာဖြစ်တယ် ဲ့ဒီမှာတကယ်ကိုရင်ပန္တိတာကတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုဖုံတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမအောင်ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အတိပ္ပယ်ရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောတယ်ဥဒကေညိနယံတိနိဋ္ဌိကဥတုဂါထာဓမယံတိဒေသနာဓာရုံဓမယံတိတစ္ဆကအတ္တန္တဓမယံတိပန္တိတာတဲ့ဥဒကေညိနယံတိနိဋ္ဌိကာ နိဋ္ဌိက လေသမားတို့သည်ဥဒကံရေကိုနေရန်တိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေပြီးတော့ယူရတာပေါ့နော်လေသမားတွေဟာရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥတုကာရဓမယန္တိတေဇနံဥတုကာရလေသမားတို့သည်တေဇနံမြားတံကိုဓမယန္တိအပူပေးပြီးဖြောင်းကြတယ်မြားတံလေးကဖြောင်းနေမှာ ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်တန်မတ်မတ်မှန်နိုင်မှာ哦မြတ်တန်ကဝိဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်ဘူးအဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှသူတိရရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်ပြစ်မှတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြတ်တန်ဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုန်းဘုန်းတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥရကေကြီးနေယတိနိဋ္ဌိကဥတုကာရဓမယန္တိဒေဇနံ ဓာရုံဓမယန္တိတစ္ဆကဓာရုံဓမယန္တိတစ္ဆကတစ္ဆကလက်သမားဆရာတို့သည်ဓာရုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြ၏ဟုတ်လားအစတော့တေးရင်တုံးကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီးဆိုလို့ရှိရင်ပရိဘောကအတုံးဆောင်လည်းဖြစ်နိုင်တယ်စောတော့ကပြောလို့ယင်တွေရဲ့အစိပ်ပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နေရုပ်ထုလည်းဖြစ်နိုင်တယ်ဆင်းတုတော်လည်းဖြစ်နိုင်တယ်ဒီတေသအရင်တုံးကဟုတ်လား ဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းတို့ကနီးမှလက်မှစနစ်တကျတော့ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမြုံမန်းနိုင်တဲ့အကျိုးရလက်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချက်တွင်ပြီးတော့တွေးဖို့ဘုန်းဘုန်းကပြောတာပါဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုသိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော် လေးသမားဆိုရင်လည်းမြားတံကိုတော့ဖြတ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။မြားတံမှာဖြတ်အောင်မလုပ်နိုင်တဲ့လေးသမားဟာဘယ်လိုလုပ်ပြီးတော့မှသူပြည့်ရှင်တဲ့ပြည့်မတ်ကိုမှအောင်ပြည့်နိုင်တဲ့လေးသမားဖြစ်မှာမဟုတ်ဘူးနော်။အဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ရှင်တဲ့ပြည်ဘောကပြည့်စီဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။နောက်ရှင်လက်သမားဆရာဟုတ်မှဖြစ်မှာမဟုတ်ဘူးနော်။ရေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူး။မြားတံမှာမဖြောင်းနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူး။ကိုလိုချင်တဲ့ပုံစံမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူး။ အဲ့ဒါလိုပဲတဲ့နောက်ဆုံးကြတော့ဗာပြောတော့အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့ဒကာမတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမပေါ့နော်အတ္တနံဓမယန္တိပန္တိတာပန္တိတာအမျှော်မြင်ရှိရတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့နော်ဘာလို့ရင်ဘာဖြစ်မဲဆိုတာကိုနားလေကြတဲ့ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိစောစောကပြောသလိုယဉ်ကျေးအောင်မယိုင်းဆိုင်အောင် ဆုံးမကြတယ်တဲ့။ရေကိုကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်ဘူး။မြားသမားမဖြောင့်နိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။ဟုတ်လား။အဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလေသမားမဖြစ်နိုင်ဘူး။နောက်ဆုံးစကားကျတော့ဘယ်လိုပြောမလဲ။ကိုစိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဘူး။ဟောဒီလိုမျိုးတွေးရမှာနော်။ဒါကြောင့်ဒီကထားလေးတွေကိုဖုန်းဖုန်းတို့ကြည်ချင်းအဖြစ်ကိုစိတ်ကိုဆုံးမတာခက်ခဲတယ်။ မလွယ်ကူဘူးဆိုတာကိုဖုံဖုံတို့နော်တိထားတော့လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုနော်ဖြစ်မြောက်အောင်ဖုံဖုံတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလားလိုတယ်နော်အဲ့ဒါကိုဖုံဖုံတို့လုံမသားလင်းကိုလိုချင်တဲ့ချမ်းသာရမှာနော်ခက်တယ်ဆိုပြီးတော့မလုပ်ပဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ချမ်းသာကရမှာမဟုတ်ဘူးတကယ်တမ်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဖုံဖုံကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူး လွယ်တဲ့အတိုင်းပဲဖုံဖုံတို့ဖြစ်သလိုပဲနေမယ်ဆိုရင်တော့ဒါကချမ်းသာဖို့အကြောင်းမရှိဘူးကိုယ်စိတ်ကိုဖုံဖုံတို့လွတ်ထားဖို့ဆိုတာလွယ်ပါလေဒီတိုင်းပဲထားလိုက်ရုံပဲလေအိဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းပေါ့လွယ်လဲလွယ်ပါလေဘာမှခက်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 ဖုံဖုံတို့ကြိုးပမ်းစရာမလိုဘူးအာယုံကောင်းနဲ့တွေ့ရင်ဖုံဖုံတို့ကြိုက်မှာနော်အာယုံရိုးနဲ့တွေ့ရင်ဖုံဖုံတို့မိုက်မယ်ပေါ့နော်ဒီလိုသွားတာဒါလွယ်ပါလေဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကဖုံဖုံတို့လိုချင်တဲ့ ကောင်းချိုးရလက်ကိုဖြစ်စီမှာမဟုတ်ဟုတ်လားဟာအိဋ္ဌာယုံနဲ့ပဲတွေ့တွေ့နေဋ္ဌာယုံမဲ့တွေ့တွေ့ငါးစိတ်ကိုမရိုင်းစေရဘူးအမှန်သိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ်နော်မေတ္တာတရားကိုပဲဖြစ်ထွန်းစေရမယ်သီခံမှုခွင့်လွတ်မှုကိုပဲဖြစ်ဖြစ်ထွန်းစေရမယ်လို့အဲ့လိုကိုယ်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုဖွင့်တို့စုံမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူးစိတ်ဆိုတာနေရစည်းတဲ့သဘောကိုအိုးစောစောကရေလိုပဲတူပါဟုတ်လားကိုယ်လိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုတာအားဆိုင်ရတယ် ဒီတိုင်းပြစ်ထားမယ်ရှင်တော့ရေကသူ့အတူနေရနော်အပေါက်ရှာပြီးတော့စီးသွားမှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုန်းဘုန်းတို့မလုပ်ရင်လိုလားတောင့်တတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဘူးဟုတ်လားအဲအဲ့ဒီခက်တဲ့ကိစ္စကိုပဲငါဖြစ်မြအောင်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေသမားတွေဟာမြားကိုဖြောင်းကြတယ်လက်သမားတွေဟာတက်သားကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဗန်ဒီလောက်ကန်ကြတယ်အဲ့ဒါလိုပဲအမျော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့ အကြောင်းအကျိုးသိကြမြင်ကြတဲ့ပညာရှိတယ်လို့ဆိုတဲ့ပုံကိုယ်တွေဟာအရေးကြီးတဲ့အလုတ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုတ်ကိုကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့တော့အဲ့လိုဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုစုံမမလို့ဩဒါကအရေးပါတဲ့မိကွန်းဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ်မာအောင်ယဉ်ကျေးအောင်ဘယ်လိုစုံမမလို့ဒါကိုယ်စိတ်ကိုဘယ်လိုစုံမမလဲဆိုတဲ့မိကွန်းရဲ့အဖြေလူရင်းတူရှင်လေးဘုံဘုံတို့ တန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်။အဲဒီကနေ့ညဘုံဘုံကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခု၂ပုဒ်ရှိပြီနော်ပြောတာ။ဂါထာလေး၃ပုဒ်ကိုဆက်ဆက်ပြီးတော့ဘုံဘုံကပြောနေတာဟုတ်လား။အစီအစဉ်လေးချပြီးတော့ပြောနေတယ်။အဲ့ဒီတန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာလေးကိုရင်တန်တုလူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမကဒီကိုရင်ရှိနေတော့သူက သူ့ဘလူလောကနတ်လောကမှာသူကမျက်နာပွင့်တော့ကိုရင်ကိုမထွက်စေချင်ဘူးအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘလူမကဝင်ပူပြီးတော့နော်တကယ်လို့သာထွက်မယ်ဆိုလို့ရှိရင်ဘလူမငါလက်ကမလွတ်เสียရအောင်ငါမဖြစ်ဖြစ်အောင်နှိပ်ဆက်မယ်ဆိုပြီးတော့ကိုရင်ကိုဝင်ပူပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းရံမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်သာနုကလူမထွက်ပါဘူးနောက်တော့သူကတရားဟောကောင်းနေနောက်ဆုံးရဟန္တာဖြစ် အဲ့ဒီကိုရင်သာနုကိုကြောင်းပြူတယ်မြတ်စွာဘုရားဟောတဲ့ဂါထာအလွန်ထင်ရှားတယ်အလွန်လက်ကောင်းတယ်အဲ့ဒီဂါထာလေးကိုဘုန်းဘုန်းတို့အလွန်တရားမှအတိပဲပြည့်ဝတဲ့အတွက်ကြောင့်စိတ်ကိုရှုံးမဖို့အတွက်အတူဆုံးနီလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာမှတ်မှတ်သားသားလေးဖြစ်အောင်နားစီခြင်းတယ်ပေါ့နော်။ဘာပြောထားတယ်ဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထကမယထဒုက္ခံတတိဇာဟနေကနိတံမိယောနိတောဟဋ္ဌိပပိနံဝေယအင်ကုတကဟောတဲ့ ကာထာကြီးကာထာဆိုရတာတော့နည်းနည်းခက်တယ်နော်ဣဒံပုရိစေတမသာရိဇာရိကံယေနိစကံယထကမယထဒုက္ခဩဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘလို့ပြောတော့ပုရိရှိခါကာလ၌ဣဒံစေတံဤစိတ်တည်ဆိုလိုတာရှိတုံးကစပြီးတော့ခုချိန်ထိတိုင်အောင်တတဝရရဲ့စိတ်ဘု து စိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှပေါ့ဗျာဟုတ်လားစိတ်တည်ရဲ့သဘောဘလို့ရှိတော့ ਨੇ ဟိုရှိတုံးကစပြီးတော့ဒီကနေ့တိုင်အောင်ဣဒံစေတံဤစိတ်တည် ယထကမယေနိစကံယထကမယထဒုက္ခံယေနိစကံအလိုရှိတိုင်းယထကမအလိုရှိရာယထဒုက္ခံကောင်းလို့ရာရာစာရိကံလှဲ့လေခြင်းကို အစရိလှဲ့လေခဲ့ဘူးလားလေပြီတဲ့တက္ကသမတို့ဘုန်းတို့ရဲ့စိတ်ကဟိုးဘောတန်တရာကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်းသလိုကျက်စားလာခဲ့တယ်အာယုန်ရဲ့ပုံမှာထင်းသလိုကျက်စားလာခဲ့တယ်အဲ့လိုထင်းသလိုကျက်စားလာတယ်ဆိုတော့မြတ်စွာဘုရားဘယ်လိုလေးပုံဖော်ပြအောင်အဲ့ဒါလေးကိုဘုန်းဘောအလွန်ပြောခြင်း ရေနိစကံယထကမှာယထသုခံစကလုံးလေး၃လုံး၃လုံးရေနိစကံအလိုရှိတိုင်းယထကမှာအလိုရှိရာယထသုခံကောင်းလို့ရရအဲ့ဒါဘုံဘုံစိတ်ထဲမှာဘလို့နားလဲသွားတော့ဘလို့တွေးမိတော့ဆိုတော့အော်စိတ်ဆိုတာနော်ကောင်းလို့ရရ तू ကောင်းမယ်ထင်တဲ့အာယုန်ဒီပေါ်မှာကျက်စားတာဟုတ်လားယထသုခံကောင်းလို့ရရအဲ့ဒီ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာ तू ကောင်းတယ်ထင်တဲ့အာယုန်မှာကျက်စားတဲ့ခါမှာလည်းပဲအဲ့ဒီကောင်းတယ်ဆိုတာတဲကိုမှာ သူကဘာထက်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော်ကောင်းတယ်ဆိုတာတည်းကမှသူကြိုက်တာကိုထက်ရွေးတယ်ဟုတ်လားနော်ကောင်းနိုင်လေဖုံဖုံတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစတော့ကောင်းမဲ့ထင်တာကိုရွေးပြီးတော့ကျစားတယ်အဲဒီကောင်းမဲ့ထင်တာတည်းကမှကိုစိတ်ကြိုက်ကိုကြိုက်တာထက်ပြီးတော့ရွေးတယ်ပေါ့အဲဒီကြိုက်တာကိုတွေးပြီးဆိုရင်တော့ရေနှိစကံအလိုရှိတိုင်းတဲ့အလိုရှိတိုင်းဆိုတာကတော့အတိုင်းအစမရှိတော့ဘူးပေါ့နော်ဒီတည်းပဲ तू က တဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့စစ်စားနေတော့တာစိတ်ရဲ့သဘောလေးကိုဘုံဘုံကအမျက်စွာဖះပြောပြတဲ့စကလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုဖြော့ပြတာဟုတ်လားကောင်းတယ်ထင်တာတဲကမှကြိုက်တာကြိုက်တာကိုတွေးပြီဆိုရင်တော့ကြိုက်တဲ့လောက်သူကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောနော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တိုင်အောင်ဒီစိတ်ဟာဒီပုံစံနဲ့သူထင်းတယ်လို့စစ်စားလာခဲ့တာပေါ့နော်အထင်ရင်ကိုမရှိဗယံပဒါဒီလိုလာခဲ့တာအဲ့ဒါကိုမျက်စွာဖះဘယ်လိုဥမာပေးတော့ အင်ကုတကဟောတဲ့ချွန်းကင်သောစင်တိန်သည်ဟဋ္ဌိပပိနအမှုံရသောစင်ကိုနေကနာတိဝိယနှိတ်ကုဆုံးမတကဲ့သို့အစ္ဆာယနေ့အဟံငါသည်တန်စိတ်တန်ထိုဖြစ်ခြင်းတိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောယောနိသောမရတိကာရလို့ဆိုတဲ့တင့်တင့်လျှောက်ပတ်မှန်ကန်စွာတွေးတော်ဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမရတိကာရဖြင့်နေကနိတာမိနှိတ်ကုပေအံဆုံးမပေအံဒီကြတဲ့သူကနှိတ်ကွတယ်ဆိုတဲ့စကားကိုတုံးတယ်ဟုတ်လား အဲ့ဒါမြတ်စွာဘုရားဘလို့ဥမာပေးတော့နော်ချုံးကင်ထားတဲ့ဆင်တိန်းဟာအမှုံရစ်တဲ့ဆင်ကိုစုံမသလိုနှိတ်ကွတ်သလိုတဲ့ဟုတ်လားအော်ဆင်ကိုဘုန်းဘုန်းတို့စုံမတဲ့နေရာမှာဆင်ကိုနိုင်အောင်ကင်တဲ့နေရာမှာလက်ချီဗလာတက်တဲ့နဲ့သွားပြီးတော့ကင်လို့မရဘာပါရမှာတော့ချုံးပါရမှာနော်အဲ့လိုပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကင်တွေ့တဲ့နေရာမှာဘာမှဘုန်းဘုန်းတို့အသိဉာဏ်ပညာမရှိဘဲနဲ့ ုရှိကိုလိမ်မာခြင်းလိမ်မာစီခြင်းနဲ့ယဉ်ကျေးသေးခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုံဘုံတို့ဆုံးမလို့မရအောင်အမုံရစ်တဲ့ရှင်ကိုဆုံးမပဲဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့နော်ဒီစိတ်ကိုဘုံဘုံတို့ဆုံးမပဲဆိုလို့ရှိရင်လည်းပဲလက်နဲ့လိုတယ်ပေါ့နော်အဲ့ဒီလက်နဲ့ကိုဒီနေရာမှာမြတ်စွာဘုရားပါပြောဆိုယောနိတော်လို့ပြောတယ်ယောနိတော်ဆိုတာယောနိတော်မနတိကာလကိုပြောတာနော်ယောနိတော်မနတိကာလဆိုတာနော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောပေါ့လမ်းကြောင်းမှန်မှန်တွေးတာ သူစဉ်စဉ်းစားတာဆင်ကျင်တာတွေးတော့တာလမ်းကြောင်းမှန်တယ်။မှန်တဲ့အတိုင်းသူတွေးတော့တဲ့ဆင်ကျင်တတ်တယ်။နှလုံးသွင်းတတ်တယ်။အဲ့ဒါကိုပါခေါ်တော့ယောနိတော်မနတိကာရ။အဲ့ဒီယောနိတော်မနတိကာရဖြင့်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘာလို့ရမလို့ဆုံးမရပေတဲ့။ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗတိဝတ္တသဗ္ဗဗုဒ္ဓ ानु ဘာဝီနတရာဒုခိဘောတုတိ။ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗတိဝတ္တသဗ္ဗတံ ानु ဘာဝီနတရာဒုခိဘောတုတိ။ ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဝါဝေနတရာဒုခိဘွန်တုတိတေတုံဘာကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတဝါနန္ဒတို့အာတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ် မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောမိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြစောင့်ကြနေကြကုန်သောနာမြန်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသာဘဗုဒ္ဓနုဘဝေနကိငါဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆူဆူတို့သာဘဗျာရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဘဓမ္မနုဘဝေနာ မေလီရန်ဖူလီရန်နိဗ္ဗာန်ပတိယတိယောဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကုတ်တည်းသောအာနုဘောတော်တို့ကြောင့်၎င်းသဘာဝတန်ဃာနုဘာဝေနဘဂထံလေးယောက်ပလထံလေးယောက်ဆိုသောရှင်ယောသောရိယတန်ဃာရှင်မြတ်တို့နှင့်တကွာတိလကုန်သမာဓိကုန်ပညာကုန်တို့နှင့်ပြည့်စုံသောမူကြတဲ့သမှုတိတန်ဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ်တည်းသောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခါမဆိုင်ချင်းရှိတိုင်းချင်းရှိတိုင်း ဒုက္ခကိုစိတ်နှပြချမ်းပါချမ်းသာခြင်းရှိကြကုန်သည်ဘဝတူကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း